ို့အထင်သာတော့ဒါငယ်ခဲစားစက်ကိုက်ကြည့်ဖို့ရင်အာတနတ်တိပြစ်ခတ်တာနဲ့ဒီလိုပဲပြစ်ရမယ်ထင်ခဲ့ရချာနောက်တော့တော်နိုင်လို့ကြည့်တော့ဒီမီဒီယမ်မှာတော့တားခစ်ခဲ့လေနေထိုင်ရေးစားရေးတောက်ရေးအဲ့လိုမျိုးကျွန်တော်တို့ကတော့တွေးခါတာပေါ့စပြီးမှတော့ဆုံးအောင်တို့ရမယ်ဆိုရဲစိတ်ပဲဒါပဲတွေးတာဘယ်တော့မှခက်ခဲလို့ပေါ့နေပေါ့ လာပါမင်္ဂလာပါဆရာဟုတ်ကြီးလေမင်းတို့ငငယ်လေးရှိတယ်ဘယ်လောက်ရှိတယ်အသက်ဘယ်လောက်ရှိတယ်လို့အောင်ကျွန်တော်က20ပြဆရာ20ညီလေးအောင်ကျွန်တော်တက်ကတော့18ပြဟောမလို့ကောလေကွာဗိုက်တယ်ကွာဖိုင်တာတွေကွာလောက်အောင်လောက်အောင်မိတ်ဆက်ပေးပါအောင်မိတ်ဆက်ပေးပါအောင်အော်ကျွန်တော်နာမည်ကတော့ထူးလွန်းလို့ခေါ်ရပြဒေါ်လိုင်းဒေါ်လိုင်းရဲ့ရဲ့ဘက်တရားတော့ဘိုလေးလို့ခေါ်တာများကြီးဩဘိုလေးလို့ခေါ်တာ ။အော်မသိပါဘူး။အာ CS ဆံမလို့ဘူလေးခေါ်လာလားလို့ကျေမနာမည်။တော်လိုင်းနာမည်ဖြစ်နေရ။လောက်ပါဦးဒီလေးက။ဟောနော်ကတော်လိုင်းနာမည်ကတော့ချွတ်ချွတ်လို့ခေါ်ရပြန်နာမည်ရင်းကတော့စီတူနိုင်ကိုချွတ်ချွတ်ပါသာသာမုံသားရင်တန်ကြားလို့ရ။เออတော့ဒါအဲ့တော့ဒါကြီးတို့တလဲတဲ့ကိုဘယ်လိုဖြစ်လို့အဲဆုံးဖြတ်ပြီးတော့ပါဝင်ဖြစ်ခဲ့ကြဘယ်လိုဆုံးဖြတ်ခဲ့ကြ နော်တို့ကတော့တော်လိုက်တဲ့ဘလူးပေါင်းလေးចောင်းသားပေါ့ဗျာចောင်းတိတ်နေတယ်တိတ်တယ်ဒီမှာဖုံးလိုက်နေပြအာနာသိမ့်နေဆိုတော့ဒါဖြစ်တယ်မီမလိုလားဦးခဲ့ဗျာဆိုင်တမိုင်းကြီးတောက်ဆောက်ကြည့်နေဆက်အာနာသိမ့်ခဲ့တာဒစင်မကောင်းခဲ့မရှိဘူးဆိုတော့လိုပဲကောင်းလို့မရရင်တော့တိုက်ယူရမှာပဲဆရာအဲ့လိုမျိုးပဲစိတ်ထဲမှာတူယူမှာလုပ်ခဲ့ဆရာအာအဲ့ညီလေးအောင်အော်ကျွန်တော်ကတော့ပြောမယ်ဆိုတော့ကျွန်တော်ကအဲအောင်ကဆက် စာဦးဆုံးအနာလေးတော့ကျွန်တော်တိတ်နားမလည်ပြီးပါတော့အစ်စ်ကလည်းရငယ်တည်းဆိုတယ်ကျောင်းတစ်တုံးလေးဆိုတော့အော်ဒီချိန်မှာကျွန်တော်လည်းစဉ်းစားလိုက်တာပေါ့နော်ကျွန်တော်ဗီဒီယိုတွေလည်းကြည့်မြာပါတော့အရင်ရှိခြေလေးလုံးရေးပုံရေးပုံလုံးကပေါ့နော်အဲ့ချိန်မှာကျွန်တော်ကဒီကောင်ကဘာလို့လူချင်တာလဲပေါ့နော်ကျွန်တော်စဉ်းစားတာပေါ့ ကျွန်တော်ကစုံပြည့်ချချလိုက်တာဒီကောင်းတွေကျွန်တော်တို့မတိုက်ထုတ်ရင်ဘယ်တော့မှကျွန်တော်တို့ငင်းချမအောင်ပြည်သူတွေအေးဆေးနေရမှာမဟုတ်ဘူးကျွန်တော်ကစုံပြည့်လိုက်တာ။အော်မိုက်တယ်မိုက်တယ်ညိုတကယ်အသက်ငယ်ငယ်လေးနေမင်းတို့ fighter တွေကွာတကယ်မိုက်တယ်လောအောင်ရီပြအောင်အဲ့တော့ကျတော့ဒါတော်လိုင်းရေးတဲ့ကိုရောက်လာတယ်တော်လိုင်းရေးတော့မှပဲဒါလက်နက်ကင်တော်လိုင်းရေးပေါ့နော်လက်နက်ဆွဲကင်ပြီးတော့အသက်တွေပါရှင်းပြီးတော့တိုက်ဝဲဝင်ရတဲ့တော်လိုင်းရေးဖြစ်တဲ့အတွက်ခက်ခဲတွေကတော့အများကြီးရှိမယ်လို့ကိုတော့ယူဆတယ်ပေါ့နော်အဲ့ဒါကြောင့်ညီတို့အဲ စပြီးတော့လုံမယ်လို့ဆုံးဖြတ်တဲ့ချိန်တုန်းကဒါကြုံနိုင်ပါတယ်ဆိုတဲ့အခက်ခဲလေထက်တွက်ခဲ့ကြမလိမ့်မယ်ကွာငါတို့ဒါရီလုံရင်ဘာရီတော့ကြုံနိုင်တယ်ဆိုထက်တွက်ခဲ့ကြလိမ့်မယ်ဒါပေမဲ့တကယ်ညေပြင်းမှာတကယ်ရောက်သွားပြီးတော့တကယ်လောရတဲ့ခါကျတော့အဲ့လိုမျိုးကွဲကွဲပြားတာကြီးဘာရီရှိလဲပေါ့နော်ဘလို့အခက်ခဲတွေကိုတကယ်ကြုံတွေ့ရတဲ့ခါမှာအဲတော်တော်ပြင်ပြင်းမဆင်းရဲနဲ့ကြော်ပြတာကြီးရှိလဲဟုတ်ကျွန်တော်ညေပြင်းမှာဆိုတော့အစာရေစာတွေကျွန်တော်တို့ဒီထဲဝင်လာပြီဆိုရဲကျွန်တော်တို့စဉ်းစားထားပါတော့ အတားရတန်ကပြတ်မယ်တည်စီပစ္စည်းမယ်ဒါတွေးထားပြီးသားပါခေခဲကြမ်းတမ်းမှုအတန်းတွေ့တင်တွေးထားပြီးသားပါကျွန်တော်တို့อืมအဲ့ညီလေးရောဟုတ်ကျွန်တော်လည်းဒီတော့ကြာဆက်လုပ်မယ်ဆိုရဲဆိုတွေးထားပါတယ်ဒီလိုလို့တော့ခက်ခဲမယ်ဆိုတော့တိတယ်อืมအဲ့ကြဆက်တွေးထားတဲ့ဟာနဲ့ဒီမြေပြင်မှာကျွန်တော်ရတဲ့ဟာနဲ့ကွာခြားတာတွေရှိလားရှိရပါတော့ တင်တိုင်းနေပါစတဲ့ကျွန်တော်တို့အာနာစတင်းလို့ကျွန်တော်15ကျော်ကျော်16မပြည့်တပြည့်တော့ဆိုတော့တော့မှာလို့တော့ကျွန်တော်တို့အထင်သားတော့ဒါငယ်ခဲစားစက်ကိုက်ကြည့်ဖွင့်အာတနာတိပြစ်ခါစားနဲ့ဒီလိုပဲပြည့်ရမယ်ထင်ခဲ့ရချာနောက်တော့တော်နိုင်လို့ကြည့်တော့ဒီမီဒီယာမှာတော့တားခစ်ခဲ့လေနေထိုင်ရေးစားရေးတောက်ရေးအဲ့လိုမျိုးကျွန်တော်တို့ကတော့တွေးခါတော့စပြီးမှတော့ဆုံးအောင်လုပ်ရမယ်ဆိုရဲစိတ်ပဲ ဒါပဲတွေးတာဘယ်လောက်ပါခက်ခဲလို့ပေါ့နေပေါ့ကျွန်တော်တို့အဲ့အချိန်မှာပေါ့နော်ဇာတာတရားတွေကျွန်တော်တို့ကအတူယူလိုက်ကြည့်ရပေါ့နော်ဟဲ့ကျွန်တော်ဘယ်ပြောရမလဲကျွန်တော်ဒီထဲဝင်ပြီဆိုတော့အများကြီးပေါ့နော်ခက်ခဲမဲ့စံတမ်းစံတမ်းမှုတွေလည်းရှိမယ်ဆိုတော့ကျွန်တော်ကြိုတည်ပြီးသားပါတနက်ကိုပေါ့နော်ပြစ်တိုက်ဦးနဲ့ရပြီဆိုရင်ကျွန်တော်တွေးထားရပေါ့နော်အင်းအင်းနောက်ပိုင်းမှာတော့ ုံးရတဲ့တဖြည်းဖြည်းနဲ့ပေါ့နော်ဒေါ်လာကြီးကကြာစီလာတော့တဖြည်းနဲ့နားလိုက်မှုတွေပိုလို့များလာတာပေါ့နော်အင်းဂျုံနေတာတော့တော့အဲ့လိုမျိုးခက်ခဲဂျုံနေချိန်မှာအဲ့လိုစိတ်ကြရပါရှိလားဘာတွေဆက်ပြီးဆုံးဖြတ်မယ်အဲ့လိုမျိုးပေါ့အဲငါကတော့စိတ်ကြရတယ်ကွာငါတော့မလုပ်တော့ဘူးဆိုရင်အဲ့လိုမျိုးစိတ်ကူးတွေဖြစ်လာမျိုးရောရှိလားတခါလေကြာရင်တော့ရှိမိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမလို့မဖြစ်လို့ရမယ်ဆိုပြီးကျွန်တော်တို့ဘလို့ခက်ခဲရှိနေပါလေကျွန်တော်စိန်ကြော်ရအောင်ဆိုရင်တွေးထားပြီးသားပါ ။အော်။ဒါတော့မှစိတ်ကြကြရင်တော့မှကိုကိုမြင့်နေပေးရဲ့ဘေးကရေဘော်ရေပညီကိုရအားပေးစကားပြောတယ်မြင့်နေပေးရပါတော့။အာ။ဟိုက်တယ်ဟိုက်တယ်ညီလေးရော။ကျွန်တော်လည်းရှိပါတယ်ကိုစိတ်ကြရရှိခွေးဆရာ။ကျွန်တော်တို့စကားရင်းတစ်ပိုင်းပေါ့။ပင်လယ်ဘူးဗမောက် FA ဂျော FA ကွင်း FA ကွင်းဒီမှာတွားတော့ကဆိုသူတို့ရောအတူတူပါပဲ။ဘုံကတဖမှုမြောက်တော့သူကုံပါကြတယ်ကျွန်တော်ဒီအောက်ကန်တက်သွားတာ။အဲ့မှာလောက်တော့ကိုယ်နဲ့မဟုတ်ဘူးလားဆရာ။อืมအိုင်ပတ်ထိုး တော့ချင်းလူစကားစားစစ်ကြောင်းထွက်ခဲ့ရပဲ GM လူမမြင်အောင်ကျော်ဖို့အိတ်ဒီဘာဒါနဲ့ပဲကျွန်တော်အဲ့မှာဆိုဖုန်းလိုင်းမမိတော်ကြံမေးနေလဲစစ်တင်မြာအာပြင်းနေပြီဘာတရားအပြန်ရောက်ရင်နှားချင်တယ်ဆိုရစိတ်ဒီဒါမှကျွန်တော်တို့ဒီပြန်တွေးကြည့်ရောဒီလောက်ထိလုတ်ခဲယူမှာလောက်ခက်ခဲနေဝေးရဝေးမှာကျွန်တော်တို့တွားရင်းမှာလုတ်ခဲယူမှာနှားလိုက်မှာဆိုကျွန်တော်တို့လုတ်ခဲတာဘာအရာထင်မှာလဲဘာမှကိုတွေ့ပေါင်းလည်းမရှိဘူးဆိုရစိတ်နေပဲဘာမှအကျိုးမရှိဘူးဆိုတာနဲ့ကျွန်တော်အခုချိန် ခုချိန်ပြောမှုပေါ့ဆရာရယ် plan plan မြို့သိမ်းမှာပါပါဝင် ပြစ်တဲ့အတွေ့အကြုံလေးတွေဗာလေးတွေဘလိုတွေတိုက်ပွဲဝင်ခဲ့တယ်ဗာလေးကြုံတွေ့ခဲ့ရတယ်ဘလိုတွေစိတ်ခွန်အားဖြစ်တယ်အဲ့ဒါလေးပြောပြပေးပါ plan ဟာကျွန်တော်တို့ plan သိမ်းမယ် plan သိမ်းဆက်စင်းစောင့်မယ်ဆိုရယ် ਨੇ ကျွန်တော်တို့သူ့ဖွဲ့မှုပြင်ဆင်မှုတွေလုပ်တာပေါ့ဆရာအဲ့မှာစတိုက်မယ်နေ့အာဒီခါတော့ကျွန်တော်တို့ကတွေးတော့တခါမှလည်းဒီလောက်ကြီးမားတဲ့တကုံကြီးမြို့ကြီးကိုကျွန်တော်တခါမှမတိုက်ဘူးလေ ။ဘာလို့ရလဲကျွန်တော်တို့မှတွေ့ကြုံတာမှာမရှိသေးဘူးပေါ့။ဟိုစသွားမယ်နေမှာကျွန်တော်က RPG နဲ့တွားလူ level တွေဆိုရင်မှာတွားညညဆိုညမှာကျွန်တော်တွားသွားပြီ။ညစက္ကန့်လောက်မှာကျွန်တော်တို့စဆက်တယ်ပေါ့။စကန်တာပေါ့။ငါးနာရီ။ငါးနာရီလောက်လင်းပန်းကြီးမှာပေါ့။အလောက်မှာသူတို့ထဲကိုရောက်တာကျွန်တော်ဘာများလဲမသိဘူးအဲ့မှာစက်ကားကြီးနေဆောင်ကြီးပဲမြင်လိုက်တာပေါင်းနေတယ်သူတို့ကကြာပြီဆိုတော့လေပေါင်းနေလဲရှုပ်နေဆိုတော့ဟိုက ိတ်မလင်းကျွန်တော်ကလည်းဘာမှတွေးမလို့ရှိမယ်ကျွန်တော်တို့ကတခါမှမရောက်ဖူးရဲ့နေရာကိုဝင်တက်ရဆိုတော့အင်းရှင်အင်းရှင်ကိုဝင်တက်ရဆိုတော့ဧည့်တယ်ဆိုတော့ဘယ်နာမှမပါရှိလဲမသိဘူးပြ။အော်ဒါကတော့ဟိုဘယ်အတိုင်းရောက်တော့အဆောင်ကြီးမှကားကြီးကဘေးကြီးမှမှာတခြားကျွန်တော်မဟာမိတ်ထဲကတခြားစစ်ကြောင်းကတက်ဆူမှုတယောက်ကရဖာမင်းပြစ်လိုက်တယ်မှာလေဘန်ကာကြီးကနီးနီးလေးမြင်ရပြီဆုံဆုံကြီးအဘကြီးနဲ့ပြစ်ပြီးတော့ကျွန်တော်တို့ပြစ်ပြီးတော့ကုလူတွေလည်းမြန်တယ်ပြစ်တာနဲ့လည်းအဆောင်ဆုံးဝင်ပြေးဝေးတာနဲ့ 15မိနစ်လောက်နဲ့ကျွန်တော်တို့အဆောင်နဲ့ဆောင်ကြီးကိုရရပါတော့အဆောင်နဲ့ဆောင်15မိနစ်လောက်တော့လောက်တော့မကြပါဘူးဆရာဘလောက်နှီးပါတော့ရှိတာသူတို့ဘားလိုက်ပေါ့သူတို့အိတ်ဆောင်ဘားလိုက်ရဲ့တက်ချက်ကြီးကြီးရဲ့ခန်းလိုင်းခန်းပေါ့အဲဟာမျိုးရအဲဆိုအဲ့မှာဆိုသူသူရဲ့ကျွန်တော်တို့ထဲကရဲပေါ်ရဲ့ကျွန်တော်ကကျွန်တော်တို့ RPG နဲ့ဆိုနောက်ကဒီမှာတောင်းတက်ခွေမှုဆန်ရှီတို့ကသူတို့ကတစ်ဖက်ကပတ်တက်တာဆိုသူတို့ဆောင့် သူကရှေ့ကအိတ်ဆောင်ဘားလိုက်တခွဲတခွဲသုံးခုတည်းသူတို့တခွဲသုံးဘားလိုက်ခဲ့သူကရောက်သွားရမှာသူ့ချက်ကအာဘီဂျီအစအမှန်တာအော်အဲ့တော့တယောက်ကတန်းအောင်နေဒီမှာထိသွားပြီထိသွားရင်ဒူလဲဆိုတော့ဗူလေးတဲ့နဲတော့အောင်တော့အောင်မဆန်ရှီရောတော့ကူမသူ့ချက်ကိုဘာလဲဆိုအစကြီးက6လောက်မှာပေါ်နေအောင်ငုံငုံကြီးအဲ့ဒါကိုဘာမှမရှိဘူးလို့ဖြစ်နေအတားရောပေါ်မှာပြောင်းမှာပေါ်ဒီတော့မှာဖောင်းထွက်နေအဲ့ဒါကိုဘာမှမရှိဘူးလို့ပလေးဒါနဲ့ခွဲရအောင်လို့ ာမှလည်းမသိဘူးပလေးဒါနဲ့ခွဲသူ့ရှင်းလာလာပဲဘာမှမဟုတ်ဘူးပလေးဒါနဲ့ခွဲအင်းပြီးပြန်စီပြီးဒီကောင်လေးရလားဆိုရတယ်တဲ့အဲဆိုဆိုရတော့ပြန်ဆက်ပြန်စော်ကြတော့လေလက်မရှိဘူးကျွန်တော်တို့ရအောင်တိုက်မယ်ဒါမဲ့ပထမဦးဆုံးတစ်ခေါက်မှာတော့ကျွန်တော်တို့ပြောရမလဲဆက်စားတိုက်ရပထမဦးဆုံးအခေါက်ဆိုတော့ကျွန်တော်တို့ပြင်ဆင်မှုလည်းတိုက်မရှိဘူးဆိုတော့လေအင်းဒါမှကျွန်တော်ဖက်ကအများကြီးဆုံးရှုံးကြတယ်ဆုံးရှုံးသွားတာဟုတ်လားအင်းအဲ့ဒီမျောစင်ကုန်းပေါ့နော်အခုကျွန်တော်တို့ပထမဦးဆုံးတက်ကနဦးစတိုက်တာပေါ့နော် ညော်စင်ကုန်းကနေအဲ့မှာဆိုတော့လူအားလောက်ကြီးတော့မရှိဘူးတော့တက်စိတ်တစိတ်၁၀ရောက်ဝင်းကျင်တော့ပေါ့တော့ဒါပေမဲ့သူကအပေါ်အမြင်ကြီးဆိုကုန်းကနေဆိုတော့ကျွန်တော်တို့ကတက်လို့မရဘူးဖြစ်နေပေါ့တော့အနောက်ကလည်းဒီလိုမျိုးပြန် white ညက်တော့အပဂျီနဲ့ဆောင်တဲ့သူကဆိုကျွန်တော်ရဲ့ဘောအဲ့မှာကြံတာလေးလည်းရှိရပါတော့อืมအဲ့တိုက်ပွဲဝင်နေရချိန်မှာညိုလက်နက်ခင်းရင်ဘာညာပြေဆုံးအဲ့လိုမျိုးတိုက်ပွဲဝင်ရတာဘယ်လိုဘယ်လိုဘယ်လိုမျိုးလဲညိ လင်းနဲ့ခရဲအိတ်ဒီမှာအဆုံးတစ်ခေါက်တုန်းကတော့ကြည်ပေါ့နော်အလုံးလောက်ကျွန်တော်တို့မရရှိခဲ့ပါဘူး200ပေါ့နော်ဩကြည်နေရာနဲ့ကျွန်တော်တို့ဘလို့ပါကိုအစီအမံပြခဲ့ဦးပြအဲ့မှာကျွန်တော်ကြည်ရလဲတအားပြတ်တယ်ဩအဲ့ပေါ့နော်တရင်ဌာနချုပ်ကြီးကိုဝင်သိမ်းလာတော့ကြည်နေရာနဲ့ဆိုတော့ဘယ်လွယ်ကူမလဲနော်အဲ့ဒါကြောင့်အဲအဲ့အဲ့ဂုံထားပါတော့အဲ့ဒီ plan ိမ့်သိမ့်နိုင်သွားပြီဆိုတော့အချိန်ပေါ့နော်ဘလို့ဘလို့ခံစားရတယ်မြို့အဲ့မှာအောင်ပွဲခံကြရတယ်တွေ့ရကွာတပုံနေပါညာတွေကိုတို့အများကြီးပဲတွေ့ရကွာအဲအဲ့လိုမျိုးချိန်ကိုတို့တော့အရန်ဝမ်းသာရကွာအဲကြညီတို့ဆိုရင်ဘလို့နေမလဲဆိုပြီးတော့အဲ့လိုမျိုးရမ်းတိကျင်တာဟုတ်ကျွန်တော်တိမ့်ပြီးတော့ဒါပေမဲ့ကျွန်တော်ကဒဏ်ရာလေးရထားဆိုတော့ချိုးရတော့ဝမ်းသာရတယ်သူကဝမ်းသာကြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဝမ်းသာရဝမ်းသာတယ်ကိုမတူဘူးအဲ့ဒီမှာပဲကျွန်တော်ရဲဘော်ကမြစ်ဖြန်လို့ပြီးမဲ့ဆိုရင်ကျွန်တော်ရဲဘော်ကြောက်ကြသွားရမှာကြသွားတော့ပေါ့ ဩဒါလည်းဟိုဖြစ်တယ်ဘောနော်ကျွန်တော်ခံစားရတယ်ဘောနော်ကိုယ့်ရဲ့အသေးချမ်းပါသွားလို့ခံစားရတယ်ဩအာပြီးတော့အဲ့မြေမြေတွေပြိုပြီးတော့ပြည့်တယ်ဆိုရင်အဲ့ဖြစ်စဉ်လောက်အောင်လောက်အောင်ပြောပြပါအောင်အဲ့ကျွန်တော်ကလို့ဒရိုမီသားစုလိုင်းခံပဲကရင်ကျွန်တော်ကတက်လာတာတက်လာပြီးတော့မှတယောက်သူကသူ့မှာစစ်ရှိတာလေငါလည်းမပြတ်ဘူးဟိုဆရာ။အင်းမစီတင်းတင်းဝိုင်းတွဲနဲ့ချလိုက်ရလို့ချလာဆိုတော့ လာရရဖားလေးလင်းလာတယ်တဲ့သူကလည်းအော်အေးပါဝင်ထိုင်လိုက်ပေါင်းမယ်ဆိုမှထိုင်လိုက်တာကိုနားကိုကျိမ့်မလို့တော့မထင်ဘူးလင်းကဝင်လိုက်တော့အတန်တော်ကြရဲ့မှာနားနားပိတ်နားပိတ်ပြီးမှ group ချင်းမှလို့ကတ်နေတာအတန်တော်ကြောင့်မီးလုံးပဲမြင်ပြီးနှမိနေတော့လက်ပဲပြရန်တတိရတော့လှုပ်တော့လှုပ်လို့မရဘူးကြည့်တော့ခေါင်းမဲပေါ်တာကျွန်တော်ဟာလို့အဲ့ကြီးရောဘင်းသားတခြားဒီမဟာမိတ်ရရောသူကလည်းဟာမင်းတို့ချီမီမောနဲ့တော်သေးတာမင်းတို့ group ချင်းချင်းတူးတာကောင်းလို့ကောင်းလို့နဲ့ ုံးနေကြရတယ်မရှိနဲ့ကျွန်တော်တော့မရှိနဲ့လို့လမ်းအောင်လေးပြီးတယ်အဲ့ဒါပေါ့ကျွန်တော်တို့အချိန်တော့တော့ပထမဆုံးစတိုက်တဲ့အချိန်မှာဘောနော်ကျွန်တော်တစ်ခေါက်ပြန်လန်းတယ်ဒုတိယတစ်ခေါက်ကျွန်တော်လက်နဲ့ကြီးကုန်းကဘောနော်တိုက်တယ်လက်နဲ့ကြီးကုန်းကရတယ်ဒါပေမဲ့ကျွန်တော်အဲ့အချိန်မှာလဲပေးရတာပြန်ပေးရပြန်ပေးလိုက်ရတာဘောနော်နောက်တစ်ချိန်ဒုတိယချိန်ပြန်ဆုတ်လိုက်ရတယ်နောက်ဆုံးတတိယချိန်မှာလဲကျွန်တော်တို့ဆုံမြဲပဲဆုတ်နေတဲ့ခုနှစ်ချိန်မြောက်လောက်မှာကျွန်တော်တို့တိုက်ပွဲဘောနော်အဲ့အချိန်မှာကျွန်တော်တို့ပထမဦးဆုံးကနဦးစတိုက်တဲ့ ပြင်မှတ်တဲ့မျောစင်ကုန်းပေါ့နော်မျောစင်ကုန်းကျွန်တော်တို့ပြန်တိုက်တယ်မြင်းချံပလိုက်တာကားတွေပေါ့နော်အဲမှာမင်းတက်ကားတွေဆိုလန်းဆိုလန်းတွေပေါ့နော်စီအန်တရတွေပေါ့နော်ဂျီဆဲအာမီရောပါတယ်ပေါ့ကျွန်တော်တို့ရေးချီနဲ့တိုက်ပွဲဝင်နဲ့တခဲတဲ့ကျွန်တော်တို့အဲ့မှာဆိုရင်ကျွန်တော်တို့ဒီလည်းမချိုးရပါဘောနော်ဖလန်တာကွန်ပျူတာလေးကျွန်တော်နှစ်လားတည်းနေခဲ့ရပြာနှစ်လားရေမချိုးအောင်ဟုတ်တယ်ဗျာဟိုဂျင်းတင်မှာပဲနေရတာဆိုတော့လေတားလဲပင်ပန်းတဲ့လူတွေလဲတားကို အားတွေတားပြတာပေါ့နော်။အင်းရိုက်ထင်းမှာ။ဒါလည်းစိတ်ဓာတ်ကြတဲ့ခါကျရင်ဒါကြတယ်။ဒါခါကျရင်អော်ထင်းမှာတော့မှဒါအော်ချင်တာ။အာပောက်ကွဲချင်တာပေါ့။အင်းဝိုက်တယ်ကွာဒါညင်းတကယ်တန်ငငယ်လေးနဲ့တကယ်လူငယ်တွေတကယ်လုံးဝဒီသူတို့ကစူးစမ်းနေကြတာတတိပါရှင်းပြီးလုပ်နေကြတာမြင်ရတကယ်တကယ်အားကြတယ်မိုက်တယ်တကယ်မိုက်တယ်တကယ်လည်းလေးစားတယ်နော်ဟိုဟာဘောနော် ညိုစင်ကိုတိတ်ရပါတော့လူရတော့လောက်ကြီးတော့မရှိဘူးပေါ့နော်အဲ့ဖြစ်ကိုတိတ်လာတော့လူကအနည်းဆုံး10ယောက်12ယောက်တော့ရှိမှာကျွန်တော်တို့ကြားထိုးတာပေါ့နော်အာဂျီထူးရနဲ့ကြားထိုးရကျွန်တော်တို့အဲ့ချိန်မှာဆိုတော့သူတို့ကကျွန်တော်ကအဆောင်ထဲဝယ်အဆောင်ထဲကနေပြစ်တာဆိုတော့လေသူကခေါင်းမဖော်ရဲလို့ဆိုတော့ကျွန်တော်သိရဲဟွန်းငံကဘောကနေသူကတင်းတော့မျိုးပဲပြစ်နေတာဆိုတော့လေကျွန်တော်ကအဲ့ချိန်မှာ MBD ထက်ရဲဘော်တွေပေါ့နော်မြင့်ချမ်းမြင့်ချမ်းပလိုက်တကားပေါ့နော် ဒါကိုကျွန်တော်ကကြားထုတ်နေလို့သူတို့ကသူကလည်းအကုန်လုံးညညွင့်နေပါတော့ကျွန်တော်တို့ပူပေါင်းလှုပ်ဆောင်ခဲ့ရပါတော့တကယ်ကိုသူတို့မင်းကလူတွေရောမင်းကရဲဘော်တွေပေါ့နော်မင်းချပလက်တက်ကားတွေပေါ့နော်음တကယ်ကိုရဲတပ်ပြင်းနဲ့ကြည့်ပါတယ်ပေါ့နော်ဒါလည်းရဲရင်ကြပါတယ်သူတို့ဩဆိုကျွန်တော်အဲ့ဒီဘုံပေါ်တုံးကဆိုရင်လူရဲအလောက်ကြီးတော့မရှိဘူးဗျအရင်ဦးဆုံးမင်းတက်ကအကူတောက်ကဝင်သွားတယ်ဒါကြီးကမှ မြင်းချံပလေးစကားနဲ့ကျွန်တော်နဲ့အတူဝင်တယ်။음တယောက်တူဝင်တာပေါ့။음ဒီကမှာနောက်ထပ် complete ထဲကတယောက်ဇိုလန်းထဲကတယောက်ပေါ့နော်။ကျွန်တော်အဲ့ပုံမှာ၅ယောက်ပဲထိုင်နေဗျ။ဟောကျွန်တော်ဒီနေ့ရဲပုံတွေကတော့လင်းနေကြီးလဲတအားထုတ်ပဲဆိုတော့ဆုတ်သွားတယ်။ဒါမဲ့ကျွန်တော်တို့အဲ့ဒီကောင်ကိုပြန်ပေးရမလားဆိုရင်ကျွန်တော်စိတ်သက်တအားကြရတယ်။ဒါမဲ့ကျွန်တော်အဲ့ပုံထိန်းထားတယ်။တကုံတကုံလုံးမှာတနေရာလဲတိတ်မိတရားဆိုတော့ကျွန်တော်တို့မရမကထိန်းထားတယ်အဲ့တကုံကိုကျွန်တော်တို့။ဟော။တော့ကသူများ အခြေအနေမကောင်းလို့ပြန်ဆိုးတဲ့ရဲဘော်ကြီးရှိရတော့ပြန်မဆိုးဘူးတင်းခံပြီးတော့ဆိုးတာပေါ့အဲ့လိုဟုတ်တယ်ဗျာအာဟိုကောင်တွေလည်းပြန်မရဘူးဟုတ်တယ်ဗျာပြန်မရဘူးရကျွန်တော်တို့ညီယူဘုံနေတဲ့ပါပိတ်ထူရဆိုကျွန်တော်တို့ကကျန်တဲ့ရဲဘော်ကြီးဆိုတွားဆိုကျွန်တော်တို့ကတွေးလိုက်တာပေါ့နော်ကျွန်တော်တို့ဒီညောင်ပြန်ပေးရမလားဆိုတာအကိုစိတ်စိတ်တကြမြေပေါ့နော်စိတ်ပြေခဲ့ရလဲအများကြီးရှိပါရဲ့ဟုတ်ပါဘူးဟုတ်ပါဘူးဟုတ်ပါဘူးညာအများကြီးပေါ့နော်အဖွဲစုံနဲ့ပူးပေါင်းပြီးတော့တိုက်ရတဲ့အခါကျတော့ ဟိုဟိုခက်ခဲတာလည်းရှိတယ်စင်ပြာလည်းရှိတယ်သူ့ယူရမယ့်ဟာကြီးလည်းတွေ့ရတာပေါ့နော်ပြီးတော့ဒါအောင်ယူဟိုကတော့နောက်ဆုံးရခဲ့တာပေါ့လေအဲဘယ်လိုပဲဖြစ်ဖြစ်ဒါပေးဆက်ရတာကြီးလည်းများတာပေါ့နော်များတာပေါ့ဒါပေမဲ့ဒါအောင်မြင်မှုကိုဒါကိုလိုပို့ပြီးတန်ဖိုးထားရမှာပေါ့နော်အဲဒါညေရိုတကယ်အသက်တွေနဲ့ရှင်းပြီးလုပ်ခဲ့ကြတာဟိုအဲကြတော့အခုအဲ့လိုမျိုးပူပေါင်းပြီးတော့တိုက်ပွဲဝင်ရတဲ့အခါဘယ်လိုဘယ်လိုမျိုးအကျိုးရှိသေးတာတွေဖြစ်ဖြစ်လဲကို့အတွက်လည်းအတွေ့အကြုံလည်းပုံများစီရေပေါ့ဒါကြီးကမှကျွန်တော်တို့မတိတဲ့ຢာတွေလည်းသူတို့က သူတို့ ਨੇ ပူပေါင်းမိတဲ့အချိန်မှာကျွန်တော်တို့မသိတဲ့ຢာတွေလည်းပြီးတယ်ပေါ့နော်။อืมသူတို့ပြောမယ်ဆိုဖလန်းစစ်စင်ကြီးပြီးသွားတယ်ဆိုတာမင်းတက်ရောက်လာလို့အချိန်ညာပြောင်းလဲသွားတယ်ဆိုရပေါ့ပြောမယ်ဆို။အော်အဲ့လိုအော်သူတို့အေးမင်းတက်မင်းတက်ကရဲပေါ်ရအမိန်ရခံမှုတအားလဲကောင်းတယ်သူက။อืม ရန်သူရှေ့ဘောနော်တလိမရရင်လည်းတလိမတိုးမယ်ဆိုရဲသူမျိုးဂရုချင်းထက်ရနေဘယ်တော့မှမဆိုဘူးသူတို့ရန်သူနဲ့အနည်းဆုံးမီတာ20လောက်မှရှိနေတော့မှသူတို့ကမဖြစ်ဘူးနော်ဘယ်လောက်ထိကတ်ဂရုချင်းဆိုလည်းမီတာ20လောက်မှကျွန်တော်တို့ပလန်ကောင်းဖောက်ဖို့လည်းတူးကြတယ်အနည်းကတူးတာတော့အဆင်မပြေဘူးကြတလိပြပုံနဲ့ပြန်ထုတ်လိုက်တာသူတို့ဟောသူတို့တွေ့တာပေါ့ကျွန်တော်တို့ဆို ပြောခံရတယ်လေသူတို့မင်းတို့ကောင်းနေတဲ့ကတနက်ကြီးစံနဲ့တနက်နဲ့တော့မတန်ဘူးလေပါလေလက်ခဲနဲ့ထုတ်တာပြကျွန်တော်တို့ โอ้แต่แกมาแม่เยยอ่ะดิเนาะเออญีเลียวเนี่ยปอเนาะเอ่อผู้ปิดูฤบ่ตอลันปิดูฤบ่เนาะเอ่อเมียออนไลน์บ้อมาနေတယ်កောင်ねท้ายတော့เอ่อตอลันปิดูฤญีတို့တကယ်ချစ်ခင် လေးစားကြတဲ့ပြည်သူအများကြီးရှိရဲ့အဲ့ပြည်သူတွေရောပေါ့เนาะညီတို့အနေနဲ့အဲဘာအမှားတကားလေးတွေပြောချင်တာမျိုးရှိလဲပြောမယ်ဆိုရင်တော့အားငယ်ကြပါနေပေါ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ညီမထားတဲ့ပန်းတွေကိုတနည်းတော့ရောက်မှာပါ ကျွန်တော်လည်းဒီလိုပဲပြသူတွေမာချင်တာတော့ဒီကြောင်လည်း view ဆိုင်ကြပေါ့ရွာထဲမှာလည်းဒီဘက်မှာဆိုလဲဒါတက်ရွာတွေပဲသူတို့ပြတ်မှတ်ထားပြီးမှကျင်းနေတာဒီမျိုးအခြေအနေမှာသူတို့အန်ဒီကေအောင်လေကြောင်ကို true view ဆိုင်ပြီးမှနေကြဖို့ဒါပဲမာချင်ပါတယ်ဟုတ်ပါတော့အဲဒါကိုတက်တက်မေးချင်တာအဲအဲညီလေးပူလေးပေါ့နော်ညီလေးပူလေးက ဒီတော့လည်းဒီနေ့အောင်မြင်သွားပြီးသွားပြီဒီနေ့အောင်မြင်သွားပြီလွတ်လပ်သွားပြီပြည်သူတွေလည်းလွတ်လပ်သွားပြီဆိုတော့နေ့ဟောနော်အဲ့လိုနေကြရင်ဒီလေးပထမဆုံးဖြစ်ချင်တဲ့ဆန္ဒပေါ့နော်ပထမဆုံးမလုပ်ချင်လဲအဲ့ဆန္ဒပေါ့ကျွန်တော်တော့အိမ်ပြန်ချင်နေဗျအိမ်ပြန်ချစ်တယ်အိမ်ပြန်ပြီးတော့ပါလို့ဘာမှမမိပါဘူးမိပါတယ်လှုပ်ကြွေးချင်တာပေါ့အခုတည့်ရက်ဒီကျွန်တော်ဘာမှမိပါဘူးလှုပ်ကြွေးရတယ်ဗျတကယ်လို့ကျွန်တော်ဒီတော်လိုင်းအထက်မှာကြာဆုံးသွားမယ်ဆိုတော့မှကျွန်တော်မိပါတယ်ဘာမှမလှုပ်ကြွေးဒါမဲ့ ကျွန်တော်မလုပ်ကြည့်ရင်တော့မှကျွန်တော်ပြင်ရတယ်ကျွန်တော်တော်အများကြီးကုန်ယူနေမှာပေါ့ဟာဟာဘာတော့ညီလေးအဲအဲ့လိုတော့လေမဖြစ်ပါဘူးပေါ့နော်ညီတို့တကယ်ဒီထက်ပိုပြီးတော့အောင်မြင်တဲ့အောင်မြင်မှုတွေလည်းရယူနိုင်အောင်မှတည်ကြတယ်ပြီးတော့မိဘရဲ့စီပြန်ပြီးတော့ပေါ့နော်မိဘတွေကိုအဲအခုဆိုရင်တည်ကြပါတယ်ညီတို့မိဘတွေစီပြန်ရောက်ရင်လိမ္မာကြမဲ့တားတွေဖြစ်လာတော့မှာပါနော်အဲကြာမိဘရဲ့စကားနားထောင်မယ်မိဘတွေကိုလှုပ်ကြည့်မယ်ပေါ့နော်တကယ်တည်တဲ့လိမ္မာတွေတားတွေဖြစ်လာနိုင်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်အဲ့အတွက်လည်းစူးစမ်းကြမယ်ပေါ့နော် အဲ့လောပါညီလေးချွတ်ချွတ်ပါလေမုတ်စားတချွတ်ချွတ်ညီလေးပြီးတော့ရင်တော့ကျွန်တော်ပထမဆုံးဖြစ်ချင်တာအိမ်ပြန်အိမ်ပြန်ပြီးဒီမှာကျွန်တော်တို့ငှက်လဲတူတူပြက်လဲတူတူဘယ်ဒီလောက်ခေခဲရင်ဆိုင်ခဲ့ရရဲ့ညီကိုရင်နဲ့ကြီးရှိသွားပြိမ့်မယ်မဟုတ်ဗျာအဲကြီးရှိတယ်အဲ့ဒါပဲကျွန်တော်လုပ်ချင်တယ်တော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 ် နော်အဲဒီညီကိုတွေအများကြီးရှိသေးတယ်နော်ရှိသေးတယ်ဒီလူတို့ဒီကမှဘာရှင်းတာဘုန်းနေအဲဟုတ်တယ်ဟုတ်တယ်နော်အဲအဲ့ဒါလေးအဲ့စိတ်ကူးလေးလည်းမိုက်တယ်ဗောနော်အဲအဲ့ဒါလေးလည်းအဲအမြန်ဆုံးပြေးမြောက်ပါပါအဲအဓိကတော့ဒီအောင်ပွဲရသွားပြီဆိုရချင်းကြရင်အားလုံးလွတ်မြောက်သွားပြီဆိုရချင်းကြရင်ကိုယ်တို့နိုင်ငံကြီးကပြောစရာအတိပဲပေါ့နော်အဲ့တော့ခုနကလိုညီကိုတွေနဲ့အတူတူရှောက်သွားကြမယ်တုံးရှင်တိုင်းအကုန်လုံးကြမယ်အဲတို့ပြောပါပါဟိုဖြတ်တန်းကြမယ်ပေါ့နော်အဲ ဲ့တော့ညီလေးဘလိုပဲဖြစ်ဖြစ်အခုလိုမျိုးဖြည့်ပြီးရတဲ့အတွက်တကယ်ကျေးဇူးတင်တယ်နော်အချင်းချင်းလည်း queue site ကြပါကိုကိုလည်း queue site ပါမိဘတွေအိမ်ကိုလည်းအမြန်ဆုံးပြန်နိုင်မယ်လို့ကိုတို့ကယုံကြည်ရပါတော့အဲ့တော့ညီတို့ကျေးဇူးတင်တယ်နော်ဟုတ်ဒါလည်းကျမ queue site ပါโอเคပါ queue site ပဲနော် queue site ပဲညီနော်ကျေးဇူးနော်